မင်္ဂလာပါရှင်လီရာဂျိုကာ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ခုတစ်ခေါက်ဖတ်ပြမယ်ဝိထုတို့လေးကတော့ဆီယမခင်ခင်2ရဲ့စီကုံဂျိုဝိထုတို့များတဲ့ကတ္တဝါဆိုတဲ့ဝိထုတို့လေးပဲဖြစ်ပါတယ်ရှင်ဆီယမခင်ခင်2အာယူသေးလေးမျက်စွာဖြင့်ကာရဝပြုအပ်ပါတယ်ရှင်ကတ္တဝါတရကံရွာကြီးမှာဂွန်းတုတ်ကိုမသိတဲ့လူမရှိဘူးဂွန်းတုတ်ဆိုတဲ့အတိုင်းလှလိုက်တာကလည်းဂွန်းပုံဂွန်းပေါက်ကလေးအထုတ်လိုက် ပုံထားတဲ့အတိုင်းပဲ ရုပ်ရည်ကကံကောင်းအကြောင်းလှပေမဲ့မူးရပါစကားမပြောတတ်ရှာဘူးအသားကလေးကဝန်းဆက်ဆက်မျက်ခုံးမျက်လုံးကလည်းစီးရီးထားတဲ့အတိုင်းဆိုတော့စကားများပြောတဲ့ရင်အဖိုးတန်လိုက်မဲ့ဖြစ်ချင်းလို့တွေးမိကြသူကြီးပဲမိဘများဖြစ်တဲ့ကိုအောင်လှနဲ့မတန်းများတို့ကတားယောက်ျားလေးနှစ်ယောက်ရှိပြီးသားပါတားရီအတော်ကလေးရွယ်ရောက်ကြတော့မှမိခွန်းတို့ကလေးကောက်ခိုင်ငင်ကရလိုက်တယ်ဆိုတော့ဝမ်းသာလို့မဆုံးကြဘူးယောက်ျားကလေးနှစ်ယောက်ရှိပြီးသားမိဘများပြီးပြီးတမိဝင်းကလေးကိုလိုချင်ကြတယ် မတမ်းများလည်းသမီးစုတောင်းရတာအမောသမီးကလေးတယောက်သာရှိရင်သူတို့ဘဝပြည့်စုံပြီလို့လည်းတွက်တယ်ငွေကြေးအရစားနိုင်တောက်နိုင်ကြသူတွေဆိုတော့တခြားဘာလို့ခြင်းနဲ့ဆိုတဲ့အာတိသမရှိကြပါဘူးကိုအောင်လာရဲ့ကျုပ်အိမ်မက်မတ်တာတော့မင်းကလေးပဲအိမ်မက်ထဲနဇွဲကလေးတစ်လုံးလှောက်တောင်ပါသေးဟာကောကျုပ်တော်ဒီတစ်ခါသမီးကလေးမွေးအံ့ထင်တာပဲစွဲလန်းလွန်းလို့လည်းဖြစ်နိုင်ပါသကွာတားဆိုတော့ကသုံးယောက်ပေါင်းလောင်းကြော်ဖို့ဟာဘာဖြစ်ရမှာတော့တော်ကသမီးကိုမလိုချင်လို့လား လိုချင်လားကြည့်ကောဗျာကျုပ်ပြောတာကမဲမင်းကြီးမှသမီးယူယူလုံးလို့ပြောရတာပါမတကသမီးကလေးမမွေးတော့ဘက်နဲ့လောက်ပစိတ်ဆင်းရဲတာအဖတ်တင်မှာဆိုလို့ပြောတာပါသမီးတော့လိုချင်သားပေါ့ဟာမွေးလာတော့လက်တရသမီးကလေးတော်လို့လဲဆိုတော့မတမ်းမြဆိုတော့ဝမ်းသာလုံးလို့မိတွေနဲ့တောင်ငိုလိုက်တာကြွကြွပါလို့ကံကောင်းလို့မိရကောင်းဆွဲမဖြစ်တယ်လင်မယားနဲ့ရောစလုံးဝမ်းသာလိုက်ကြတာမပြောနဲ့တော့သမီးကလေးနှစ်လသုံးလရှိသေးတယ်ရွှေချေချင်းမြင်မြင်ကလေးဆင်ပြီးနေပြီ။ ထူးခြားတာကနှစ်ချက်ဒီမိန်းကလေးမွေးပြီးတော့မှကောင်လာနဲ့မတမ်းမြောက်လို့စီးပွားဖြစ်လာကြတယ်။လုံရေးကန်ရေးကောင်းလာကြတယ်။ငကူကလှုပ်လက်ဆမုန်းလုပ်ငန်းမလိုင်းလုပ်ငန်းကရွာမှာရောင်းအောင်မဲ။တမိကလေးမွေးပြီးဘာမှမကြဘူးလုံသမားမုံရွာနီး၆ချက်တင်မကတော့ဘူး။နေတရုတ်ထူထူပေါက်တော့တာပဲ။လုံသမားမုံကုံနေရောင်းသမားငွေ ပေါ်တယ်။အမားတွေရလည်းလက်မလဲတော့အလုံသမားတွေတောင်ငှားရတဲ့အထိမိဘတွေကဒါကိုသတိထားမိကြတယ်။ ။တမိကုတို့ပဲဟာတို့မြခါးကြည့်အောင်တတလုံးလှုပ်ခဲ့ကြတာစားယုံပဲ။ခုမြတက်လိုက်တဲ့စီးပွားဗျာ။စီးပွားဖြစ်လေမတန်းများကစီးနဲ့ကန်းနဲ့သုံးလေစူးမိဆောင်းမိတာကပဲမနေဘူး။ရွှေဆိုတာအရင်ကမူးလို့ရှူစရာမရှိတဲ့ဘဝကခုမြအိုးနဲ့တောင်ထက်ရတယ်။ပြောခဲ့သလိုပဲကန်ဆိုးတာကမွေးရပါစကားမပြောတတ်တာတခုပဲ။စိတ်မကောင်းဖြစ်ကြရတယ်။ဒါပေမဲ့သူ့ဘဝကသူ့အကြောင်းပါလာတာဆိုတော့စိတ်မချမ်းမသာကြပေမဲ့ဂျင်းတတ်ကြတယ်။ နာမည်တောင်ဂွန်းတို့လိုပေးတာသာကြည့်ဝါပလေးနဲ့ဖတ်ပြီးညံ့ညောနေတဲ့မထီးရဲ့မတို့ရဲ့ဂွန်းကလေးနဲ့နှိုင်းထားတာလေဂွန်းတို့ကလည်းအသားဖြူဖြူနဲ့ချစ်စရာကောင်းလိုက်တာလည်းမပြောနဲ့အကိုနှစ်ယောက်ကလည်းချစ်ကြတာပါပဲနှမကလေးဘွားအကျိုးပေးမကောင်းရှာမှန်းသိလို့ညာကြတယ်ဒီလိုညာကြတာကိုဂွန်းတို့ကသိတယ်စကားမပြောတတ်လို့မပြောမိမဲ့ခြေလက်အမူအရာနဲ့အခွင့်အရေးယူတယ်တအိမ်လုံးကဂွန်းတို့ဂွန်းတို့နဲ့ဖြစ်လေဂွန်းတို့ကအကဲပူလေး အလုံသမားမိမယောက်ျား၄90ယောက်ကလည်းလိုလိုက်ကြရတယ်။တယောက်ယောက်ကများငေါက်လိုက်ရင်ချော့ပေတော့ပဲ။တခါတလေစိတ်အားလအားရှိရင်ကြုံရလူကစကားတင်ပေးကြတယ်။ဂွန်းတို့အာအဖေးအဲ့အမေးဥဥမရပါဘူးအာအာဥဥအတန်တော့ထွက်တက်တယ်။ဂွန်းတို့ကလှတယ်ဆိုတော့သဘောကိုကြားလို့နားကြလို့တော့မဟုတ်ဘူး။တစ်ဖက်ကနှကန်းလောက်တာကိုတီတာ။ နားကမကြားဘူးလားဆိုတော့လေလုံးဝမကြားတာတော့ဟုတ်ပုံမရဘူးရွာမှာအတန်ချက်ဆက်တွေပါတယ်ဖွင့်ရင်နားကိုထိုးပြပြီးနားကြီးတွေလှုပ်ချင်လှုပ်တာသူကအိမ်မှာလူသမားတွေကတဝါဝါတဟာဟာပွဲကြရင်ဂွန်းတို့ကတိတ်တိတ်နေကြဆိုတာမျိုးလှုပ်ပြတယ်လို့အတန်လျှော့ကြရတယ်ဂွန်းတို့ဆွဲထားတဲ့ဆွဲကြိုးလက်ကောက်တွေကို ဖြုတ်မဲ့ပုံလှုပ်ရင်လည်းထိမခံဘူးမအေးပြေးလက်တို့တော့တာပါမအေးလက်ဆွဲခေါ်လာပြီးလက်ကောက်တွေဆွဲကြိုးတွေသူ့ဖြုတ်ပါတယ်တန်ရောမေကစားတဲ့လူကိုရိုက်ချင်အောင်ဆောင်မှကျေနပ်တယ် ဒီလိုနဲ့တရက်ကံမှာပထမဆုံးတိုက်ဆောက်တာကွန်လာတို့ဖြစ်လာတယ်။ကားတွေကိုဝတ်သားပြောင်ကျွေးပြီးရှင်ပြူတယ်။အကိုရီရှင်ပြူတော့ဂွန်းတို့ကိုလည်းနားသာပေးကြရတယ်။ဂွန်းတို့ကပြောလို့ဒီကလေးကရွှေနှစွဲတစ်ခါခါဖြစ်လာတယ်။ရုပ်ကလည်းကြီးလေချောလေပဲ။အသားရည်များဣနေတဲ့အပြင်မွှင်းညင်းစိမ့်ကလေးတွေနဲ့ဆိုတော့ပွင့်ငါးစားနှင်းစီဘူးကလေးသာကြီးတော့တဖြည်းဖြည်းနဲ့ဂွန်းတို့လည်းအရွယ်ရောက်လာတယ်ပြောပါတော့။အပြိုပေါ်မဝင့်တဝင်းအရွယ်ဆိုတော့ဂွန်းတို့ကလှပြင်ပြီး လမ်းထွက်ခြင်းနဲ့ရှိုးထုတ်ခြင်းနဲ့သူတကာအစင်စန်းဝယ်ပြီဆိုရင်တော့ဝယ်ပြီတော့ပဲဘသူဘယ်မှာပါဝစ်တယ်ဆိုရင်မအေကိုပူဇော်တော့တာပဲဝယ်မပေးလို့ကတော့ပွက်ပြီးသားမှတ်တော့အိမ်ရှိသမျှအကုန်လွတ်ပြစ်တော့တာတကယ်ပြေးဝယ်ပြီးမှအေးရတယ်အကိုရီကလည်းနှမပြူပေါက်ကိုအရေးတကြီးကြီးနဲ့ပါရက်ရွာကလည်းစောင့်ရှောက်ကြတာပါပဲဂွန်းတုတ်ဆက်ဆက်ယူလှတယ်ဆိုပေမဲ့ဘဲကာလာသားမှမပိုးကြဘူးစကားမပြောတတ်တာပါတယ်လို့ မဆာမနာရှိလေခြင်းလို့အဖြစ်မခံနိုင်ကြတာလည်းပါပါတယ်။ဒါပေမဲ့ဂွန်းတုတ်ကတော့တဘာဝအရာပဲခံစားမှုရှိလာတာပေါ့။ဗီဒီယိုကားကြည့်ရင်မင်းသမီးကိုလက်ညှိုးထိုးပြပြီးအဲ့ဒါသူ့လို့ပြတတ်တယ်။မင်းသမီးငိုတော့ဂွန်းတုတ်ငိုတယ်။မင်းသမီးရီတော့ဂွန်းတုတ်ရီတယ်။မင်းသမီးရဲ့ရီးစားဖြစ်တဲ့မင်းသားကိုနှိပ်စက်တဲ့အခန်းဆိုတူတဲအော်တော့တာပဲ။မတရားမလုပ်နဲ့ပေါ့လေ။ချစ်ခန်းကြိုက်ခန်းများပါရင်ဂွန်းတုတ်သဘောကျတယ်။တီအီးအီးနဲ့လက်ညှိုးနှစ်ချောင်းပူးပြတယ်ကြိုက်ကုန်ကြပြီပေါ့။ ဒီလိုနဲ့ဂွန်းတို့ရီးစားထားခြင်းနဲ့စိတ်ကလေးဝင်းညင်ညဖြစ်လာရောပြောပါတော့ကောင်လာတို့မလိုင်းမုံစုံဆိုင်မှာကအလုတ်သမားတွေလိုတာထက်ပိုးလိုလာတော့ဦးအောင်လာကသူ့ရွာကဆင်းရဲသူဆင်းရဲသားသတ်သမီးတွေတွားရှာတယ်အလုတ်ပေးတယ်ဦးအောင်လာရောဒေါ်တန်းမြပါတဲရကန်စားတိမဟုတ်ကြပါဘူးတဲရကန်ကဒီနယ်တဝိုက်မှာရွာကြီးဆိုတော့တောမြို့ကလေးလိုဖြစ်နေတာကြာပြီကောင်လာကရွာအတွက်မြေပဲကလေးနှမ်းကလေးတဲရကန်တိုင်းကိုတွားသွင်းရင်းနဲ့တဲရကန်ကိုဈေးရောင်ဈေးဝယ်လာတတ်တဲ့မတန်းမြနဲ့ဖူးစာစုံကြတာပါ သူနဲ့ကိုအကြောင်းပါတော့လေလက်ချီတက်တက်ပဲမတော့တစ်ခေါက်လှုပ်တက်တဲ့မုတ်ပညာကလေးရင်းတီးပြီးလောက်ကင်စားတော့ရာကတရက်ကံမှာအခြေတီးမိကြတာပါလောက်ကမနိုင်မင်းဖြစ်လာတော့မတမ်းမြလဲမနေတာဘူးသူ့ရွာပြန်ပြီးအလုတ်လက်ကြောတင်းမဲ့ကလေးတွေရှားခေါ်ရတယ်ဖိတ်ချင်းဖိတ်ကိုယ့်အိတ်ထဲဖိတ်ပေါ့လေဒီလိုနဲ့အလုတ်ယုံမှာလောက်သမားတကြိတ်ကြော်ကြော်လောက်မွေးထားရတော့တာပါပဲထွက်တဲ့လူထွက်ဝင်တဲ့လူဝင်ဆိုပေမဲ့လူတော့မပြတ်ဘူးဒီထက်မှဥအောင်လာတို့ရွာကမုံဆိုးမသားတာကူးဆိုသူပါလာတယ် တာကူရောက်လာတော့က16 9နှစ်သားပါယူလဲယူခိုင်းလို့စီလို့လဲကောင်းတော့ဦးအောင်လာကရောမတမ်းများကပါချစ်ကြတယ်အိမ်တော့ကလုံသမားတွေနေဖို့စောက်ထားတဲ့တန်းရပြန့်ကြီးမှာထားပေမဲ့တာကူကပွဲတော်ကြစားရတယ်ရောက်ကလေးကတစ္ဆာရှိရှိလှုပ်တာရော မုန်းလို့ရမှလက်လွဲရတာရောဆိုတော့တာကူကိုပဲပါစားပေးတာလဲပါပါတယ်ဂွန်းတို့အကိုတွေဖြစ်တဲ့တိုင်းကျော်တို့ပြည်ကျော်တို့ကလည်းတာကူကိုချစ်ကြတယ်ဂွန်းတို့နိုင်တဲ့အထဲမှာတာကူလဲပါတယ် ဒါကူကိုအင်းရလှုပ်သမားဆိုပြီးနိုင်စားတာမျိုးမဟုတ်ဘူးသူ့ကိုယ်ရီခင်းသလိုခင်းလို့အကိုရီကိုနိုင်စားသလိုနိုင်စားတာပါဘရောက်ပန်းတွေဝိုင်းနေပွင့်ပြီဆိုရင်တာကူတက်ရပြီဘယ်ကိုင်းကဘယ်အခက်မှဆိုရင်မရမချင်းခု ပြရတော့တာတခါလဲတာကူဘရောက်ပင်မောကလိမ့်ကြပြီးပြီကံကောင်းလို့မကြိုးတာ ਉਹ တခါတော့သူများခြံထဲကပုံညက်တွေခဲနေအောင်ပွင့်တာကိုဂွန်းတို့မြင်းလာခဲ့တယ်တာကူကိုလက်တို့ပြီးလာခေါ်တယ်ပန်းတွေကိုပြတယ် လမ်းဘက်ထွက်နေတဲ့ဂိုင်းကိုခူးခိုင်းတယ်။မလုံးနဲ့ဂွန်းတို့သူများအပင်မခူးရဘူး။အာအဥမခူးရဘူးဖမ်းလိုက်မယ်။တာကူကလက်ထိတ်ခက်ခံရတဲ့ပုံလှုပ်ပြတယ်။ဒီတခါတော့ဂွန်းတို့ကြီးမတိုက်တော့ဘူးတာကူကို ရှစ်ခိုးတယ်သူမှားပါတယ်ပေါ့လေ။ဒါကိုမိဘတွေပြန်ပြောပြတော့သဘောတွေများကြကြလို့ဂွန်းတို့ကိုမင်းမှနိုင်တယ်ပေါ့။တကယ်တော့ဂွန်းတို့ကတာကူထံနှစ်နှစ်လောက်ကြီးတယ်။တာကူက16နှစ်သားရှိပြီးဂွန်းတို့က18နှစ်18နှစ်အရွယ်တွေပါ။ လူပြိုပြိုရွယ်တွေဆိုပါတော့တာကူးကဂွန်းတုတ်လှမှန်းသိပေမဲ့စိတ်နဲ့တောင်မပြေမဘူးကျေးဇူးရှင်ရဲ့သမီးလည်းဖြစ်ပြန်နှမကလေးလိုလည်းချစ်ပြန်ဆိုတော့တနာတာကပူတာပဲရှိတယ်ဘုန်းကြီးเจ้าမှာဆွန်းသွားပို့ရလဲဂွန်းတုတ်နဲ့တူတူတာကူးပါရတယ်ရက်ထဲရွာတဲ့သွားလဲရာကဂွန်းတုတ်ပေါ်မလာတော့လဲတာကူးပဲသွားခေါ်ရတယ်တာကူးမင်းအမသွားခေါ်ကြည့်စမ်းကောင်မလေးဘယ်အိမ်ရောက်နေတယ်မသိဘူးတာကူးရဲ့ဂွန်းတုတ်ကိုစပိန်နဲ့တင်ပြီးရွာလိုက်ပို့လိုက်စမ်းသူ့အမေကြီးရှိသွားကြင်လို့တဲ့ ။ကောင်လာတို့ရွာနှစ်တိုင်းလောက်ဝေးတာပါ။ဒေါသမြိုင်တို့ရွာကလည်းတိတ်မဝေးဘူး။ခွန်းတို့ကမျိုးရိစီသွားကျင်နေဆိုရင်တာကူးပဲစပိန်နှင်းပို့ရတာများတယ်။အကိုရီနဲ့သွားတဲ့အခါသွားပင်မဲ့လို့ကြောင်းတက်ရတာတစ်ဖက်နဲ့ဆိုတော့ခွန်းတို့သွားကျင်တိုင်းမပို့နိုင်ဘူးလေ။ဒီတော့ခွန်းတို့ခြေဆောင်တိုင်းတာကူးကစပိန်ဆွဲထုတ်ရတာပဲ။တခါတလေရွာမှာထားခဲ့ရပြီးနောက်တနေ့ညနေတာကူးပဲသွားကြိုရတယ်။တာကူကနင်းနဲ့ငါနဲ့ပြောတာပါခွန်းတို့ပြန်ရအောင်နင်းဖေကလာခဲ့တော့တဲ့အာ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  အေးအောင်လအောင်လလာခဲ့တော့တဲ့ငါလားကြိုတာရွာမျိုးတွေကလည်းပြန်ခိုင်းနေခွန်းတော့ကသူ့အဖေကိုတေချောင်အောင်လလာလို့မေးသေးတာကိုဆွေမျိုးတွေကသဘောကျကြတယ်ခွန်းတော့ကပြန်ကျင်စိတ်မရှိရင်တာကူးကိုဒီရွာမှာပဲအိတ်တော့လို့လက်ဟန်နဲ့ပြတ်တတ်တယ်တာကူးကအိတ်ဖို့အမိတ်မပါတော့ခွန်းတော့ကိုချော့ရရောငါ့ကိုဆူလိုက်မယ်နင့်ဖေငါ့ကိုရိုက်လိုက်မယ်တာကူးကသူ့ကိုနရင်အုပ်တဲ့ပုံလုပ်ပြရင်ခွန်းတော့နားလေတယ်အာအအေးအောင်လငါ့ကိုရိုက်လိုက်မယ် ။ဒါဆိုရင်တာကူကိုတနာပြီးစပိန်ကယ်ရီယာပေါ်တက်တယ်။တာကူကျောကိုပုတ်တယ်။နင်းစိတ်မဆိုးနဲ့စတာပါပေါ့လေ။ဘူအောင်လာလို့ရွာကိုသွားရတဲ့လမ်းမှာတရဲ၆တဲလို့နာမည်ကြီးတဲ့လက်ပံတော်ကြီးရှိတယ်။လက်ပံမင်း၁၂ပင်လောက်စီပြီးပေါက်နေတဲ့နေရာပါ။လက်ပံမင်းကြီးတွေကလမ်းပခုံးအောက်ကပေါက်နေတာဆိုတော့လမ်းကဖဲ့ဆင်းတာနဲ့လက်ပံမင်းကြီးတွေရဲ့အမြင့်အခြေကိုရောက်နိုင်တယ်။ဘုန်းတော်ကဒီအပင်ကြီးတွေနားမှာတရဲ၆တဲရွာကလူတွေကကြောက်ကြတယ်ဆိုတာကအစသိတယ်။ဘလို့သိတယ်တော့မပြောတတ်ပါဘူး။ လက်ပံမင်းကြီးတွေနားရောက်ရင်တာခုကျော်ခပ်ပြင်းပြင်းပုတ်တော့တာပဲမြန်မြန်နင်းမှာပေါ့လေဗဇက်ကလည်းဥဥအားအားနဲ့အိမ်ရောက်တော့ဖေးကိုတိုင်နေတာခုကတရေချောက်တဲ့လက်ပံမင်းသားမှာစပိန်ကိုဖြည်းဖြည်းနင်းနေပေါ့လေတမိဖြင့်ကြောက်လွန်းလို့ကြက်သိန်းထောင်တုံနေမိတယ်ဆိုတာမျိုးကိုမူရာနဲ့လှုပ်ပြတယ်တာခုကိုတိုင်တာပါအလကားပြောတာပါဗာရဗာတမိကသူကြောက်ချင်ကြောက်တာမကြောက်ချင်ကယ်ရီယာပေါ်ကခုန်ဆင်းပြီးလက်ပံမွေးကောက်ချင်ကောက်တာပါအေးပါတာခုကငါတို့သိပါတယ် မင်းကိုစူးစေးချင်တာကွာငါသမီးကဆိုးတာမင်းသိသားပဲဒါကူကမခွဲမရကြင်ရင်လို့သူသမီးကိုအဲ့လိုလုပ်တယ်ထင်မှဆိုးတာနဲ့ပြပြသလဲကာတာပါမိဘများကလည်းသိပါတယ်တာကူရိုးတာလည်းသိတယ်ဂွန်းတုတ်ကစတာမှန်းလည်းသိတယ်တာကူကနောက်နေုံလားမကြိုဘူးလို့များဆိုရင် ရှစ်ခိုးတယ်တောင်းမှန်ပါတယ်ပေါ့လေဂွန်းတုတ်ကသူ့ရင်ဘက်ကိုပုတ်ပြတယ်ရင်ထဲကခင်မင်နာဆိုတဲ့သဘောမင်းကိုခင်းချပါတယ်ကွာအသီးခံပါမင်းအမကတို့အိမ်မှာခေါင်းစည်းကြီးလုပ်နေတာမင်းလည်းသိသားပဲ။ တခါလဲဂွန်းတို့အနာကြီးပေါက်တယ်ခြေမမှာခြေသေးခြေဆွဲငုတ်တာ နီရဲလာပြီးခုနာလိုက်လာတော့ဂွန်းတို့အော်နေရောဒေါသမုံတွေလဲထလိုက်တာမပြောနဲ့တော့ငိုကလဲငိုအော်ကလဲအော်ဆိုတော့အနာကနင်းနေလူကတဲတဲကိုပြောင်းဆန်နေတော့တာပေါ့မိမတွေကလဲမအားရရနာပေါက်ဆိုတော့ဆေးတွေဝါးတွေလဲတိုက်ကြပါရဲ့ဘာတော့ဖြစ်ကောင်းနေဆိုလဲလှုပ်ပေးပါရဲ့မပြောက်ဘူးစိုးစီထက်တာစိုးလာရောဒါဟိုတာကူကသီးတော့သူလှုပ်ပေးပြရစီဆိုပြီးခွင့်တောင်းတယ် ။ဒါမျိုးကဆံကိုလှော်ပြီးအမုံထောင်း၊ဒန်းရွက်ကိုကျိတ်၊နှစ်ပါးမျှပြီးအုံရင်ပြောက်ပါတယ်ဆိုတော့မိဘများကလည်းမင်းလှုပ်တတ်ရင်လှုပ်ပါကွာဆိုပြီးခွင့်ပြုကြတယ်။တာကူဆေးကူမယ်ဆိုကြတဲ့ကဂွန်းတုတ်ကယောဂတဝက်ဆင်းနှစ်ပြီ။တာကူကသယင်းကြီးရွက်ပြုတ်နီးနဲ့ခြေမနာကို ဖန်ဆေးတယ်။တန့်စင်သွားပြီဆိုတော့မှကျိတ်ထားတဲ့ဆေးကိုမနာမကျင်အောင်အုံပေးတယ်။ပတိသန်းသန်းနဲ့စီးပေးတယ်။တရက်ပါပဲနောက်နေ့ကျမကြိုက်တော့ဘူး။တခါထပ်ပြီးအနာဟောင်းကိုဖန်ဆေးဒန်းကျိတ်ဖက်အုံပြန်ရော ုံးကာလာလှုပ်လိုက်တော့တက်တာသွားတယ်။ခြေမတစ်ခုလုံးဒန်းရောင်ဆွဲတော့ရဲနေတာကိုဂွန်းတို့ကသဘောရည်များကြားလို့ဂွန်းတို့နာပြောက်တော့ဖေးကမိန်ကလေးခြေတော့ကန်ရသဘောရည်လို့တာကူကိုပစိုးတထယ်ရှေ့ချကြော့ခိုင်းတယ်။ဂွန်းတို့ကလည်းကြော့တယ်။အာအာဥဥမိဘတွေကတမိပါပြောမှမသိကြဘူးတာကူကသိတယ်။ဂွန်းတို့ကသူကြော့တာကိုစုပေးလေလို့ပြောတာဘာရဲ့။တာကူကသူ့ဆရာကိုအဘခေါ်တာပါ။ဒေါ်သားမြကိုတော့ဒေါ်လေးတဲ့။ တာကူကဘာသာပြန်တော့မိဘတွေကသဘောကျလို့ကြီးလိုက်တာများမျက်ရည်တွေစိုကြလို့ဟုတ်လဲဟုတ်တယ်တာကူကကျမ်းမာပါစေချမ်းသာပါစေဆိုတော့ဂွန်းတို့ကခေါင်းငိမ့်ပြတယ်ဟုတ်တယ်ပေါ့လေဒီကလေးကဂွန်းတို့တခုခုဖြစ်ရင်တာကူကိုခေါ်တော့တာပဲတာကူကလည်းစေးစရာမဟုတ်တော့သူတို့ရွာမှာကြာဘူးနောင်းကဆေးမီတို့လေးရင်းနဲ့လောက်ကင်ပေးလိုက်ရင်တဲ့သွားတာများပါတယ်တခါဘိုက်အောင်လို့ကုရပြီးပြီး မျက်စိနာလို့ကုရပြီးပြီးတာကူကိုယုံကြည်လို့လားတော့မသိဘူးအချိန်တန်တော့ပျောက်သွားတာကြီးကို တာခုခမမုံပိုလဲပါရအိမ်မကြီးကလိုရလဲပြေးလာရခွန်းတုတ်အကြိုက်ကလဲလက်ရတာဆိုတော့မနာရဘူးရွာကလဲတာခုနဲ့ခွန်းတုတ်ပြိုလူပြိုတွေဒီလိုပဲလွတ်ထားရသလားမပြောကြပါဘူးမိဘတောင်ယုံမှတော့ရွာကလဲယုံကြတယ်ခွန်းတုတ်ကစကားသာတခွန်းမှမပြောတတ်တာတချင်းတေးအေးဆိုသေးတာအာအာအင်းအဲအဲချီရန်လက်ဟန်နဲ့တာခုကိုတချင်းဆိုပြရမယ်လို့လို့ဆိုပြရတာလဲခဏခဏကြားလေသလားမကြားလေသလားမသိရပါပဲ။ တာခုကတော့ဂွန်းတို့စိတ်ချမ်းသာရင်ပြီးရောကိုတခါမှတော့ယောဂအပြန်လက်ပံမင်းတော်ကိုအဖြတ်မှာဂွန်းတို့ကကယ်ရီယာဘောကခုံချလိုက်တယ်တာခုကလည်းခုံချမှန်းပြီးတော့စပိန်ရက်တောက်ထောက်ပြီးဂွန်းတို့ဆင်းတဲ့လက်ပံကြီးကိုဆင်းရတော့တယ်ဘာလို့တာပါလဲတရေကြောက်တယ်ဆိုတော့လေဂွန်းတို့ကိုတာခုလည်းဆင်းသွားရောလက်ပံမင်းအကွယ်ကနေတာခုကိုစီဖတ်တယ်တာခုလည်းဒီလိုဖြစ်လိမ့်မယ်လို့မထင်တော့လန့်သွားတယ်ဂွန်းတို့ကတာခုကိုဇွတ်ဖတ်ထားတော့တာခုလည်းဘာလို့အမှမသိတော့ငြိမ့်နေလိုက်ရတယ် ခွန်းတို့ကသူ့ပောင်းကိုနမ်းမှာဆိုပြီးထိုးပြတော့တာကူမနမ်းရဲဘူး။အာအာအာတာကူကသိပြီ။အောင်လာကိုမပြောဘူးလို့ပြောတာ ਉਹ ။အဖေလို့သင်မရပဲသူ့အဖေချောင်းပြောရင်အောင်လာလို့ပြောတတ်တာကိုတာကူသိတော့သူ့ကိုအောင်လာရိုက်လိမ့်မယ်မလုပ်ပြရစေနဲ့လို့တောင်းပန်နေ။မရဘူး။ပောင်းကိုအတင်းနမ်းခိုင်းနေတော့တာကူလည်းရှွတ်ခနဲ့နမ်းရရော။ဒီတော့မှကျေနပ်သွားတယ်။လက်မောပြန်တက်တယ်။သွားရအောင်လို့လက်ရိပ်ပြတယ်။တာကူလည်းစပိန်သာနင်းလာရတယ်။ဒီကနေ့တော့ထမင်းကိုကွဲပါဟလို့တွေးမိပြီ။ အိမ်ရောက်ရင်မယူးမကောင်းနဲ့ပြောတော့မှာကိုဒါမဲ့ခွန်းတို့ကပြန်မပြောဘူးဝတ္ထုတို့ပိုင်းနှစ်ကိုဆက်လက်အားပေးကြပါဦးနော်